အလိုအလိုပဲမင်္ဂလာပါကလေးထင်းကိုုံကို English လို့လို့ပြောမလဲကလေးက baby ပေါ့နော်ကလေးထင်းတဲ့လူတွေကထိုင်ရလားမထိုင်ရဘူးနော်ဒါပေမဲ့ကလေးထင်းတဲ့လူကပြေးနေရတဲ့အသားလေးကိုကလေးထင်းဆိုတဲ့စကားလုံးမှာ sit ဆိုတဲ့စကားလုံးပါတယ်ဆိုကလေးထင်းတဲ့လူတွေကထိုင်ရတယ်ဆိုတဲ့သဘောပေါ့ကွဒါပေမဲ့အချင်းနေ reality နဲ့တော့တခြားစီပါနော်အမှန်ဆို baby run ဖြစ်ရမှာဒါပေမဲ့ကလေးထင်းတာကို English လို့ baby sit လို့ခေါ်ပါတယ် baby sit ဒါဆိုရင်ငါ့ကိုကလေးထင်းကိုငါ့ကိုကူညီလို့ပြောတဲ့အခါမှာ help me နော်ငါ့ကိုကူညီ ပါဆိုရင်လူတိုင်းသိပြီးသား help me ကလေးထင်းကူဆိုရင် baby sit ထည့်လိုက်အောင်မဲ့ဘေးဟာနေ help me baby sit ငါကိုကလေးထင်းကူငါအရန်ပင်ပန်းနေတယ် i am so tired ငါအရန်ပင်ပန်းနေတယ် i'm so tired ဆိုတော့နှစ်ခုလုံးကိုတွဲပြောကြည့်အောင်ဒီနေ့ကနေကလေးမမေတွေအိမ်မှာပြောကြည့်အောင်နော်ငါကိုကလေးထင်းကူပါအောင်ငါအရန်ပင်ပန်းနေတယ် help me baby sit i'm so tired ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့စကားပြောတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်နော်ကောင်းမှာ practice လုပ်ရင်တခါတည်းကျင့်သွားအောင်နော်အိမ်မှာတခါတည်းပြောသွားရအောင်လို့ ီလိုမျိုးပဲဆက်လက်ပြီးကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီအကောင့်လေးကို follow လုပ်ထားပေးပါ thank you so much everyone see you on my next video